အားလုံးပဲမင်္ဂလာပါရှင်။ဆ iam မဝင်းမြင့်ရေးသားထားတဲ့ရီယောမှန်းအိုင်ဆန်းရီပြားဆိုတဲ့ဝတ္ထုလေးကိုအပိုင်းကိုအနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။လာဆန်း၅ရဲ့လာကွေးလေးသည် ကောင်းငင် တိမ်မဲညူကြီးတွေကြားမှာမတာဝင်းဝင်းတာဝင်းဝင်းဖြင့်မှုန်ရီရီလေးအောင်လေးကိုပေးနေသည်။မခင်ရွှေသည်ဘူတာဘောကြီးအထုပ်ပတ်တီကိုရေးသားပြစီသောအခါစာရေးခုံလေးပေါ်မှာတင်ထားသည့်လက်ပတ်နိုင်လေးကိုကြည်လိုက်၏။ အချိန်ကသကောင်း12နာရီထိုးနေပြီးပြနေသည် မျက်လုံးကကြောင်သွားသဖြင့်အိတ်ချင်သောစိတ်ကမရှိသေး၍မိကိုညှိနှိုင်းပြီးလျှင်အိယာကောင်းရင်တွင်ရှိသောပြတင်းပေါက်ကိုညင်သားစွာဖွင့်လိုက်သည်အချိန်မတော်မှအတန်းမီအောင်ဖွင့်လျင်အိတ်နေကြသောအဖိုးကြီးဖွားကြီးနှင့်မြေးမလေးတို့ကို အနှောက်ယှက်ပေးသလို ဖြစ်နေမည်ဆိုသောကြောင့်ဖြည်းညင်းစွာဖွင့်လိုက်ခြင်းဖြစ်သည်မခင်ရွှေသည်မောင်ထဲမှပင်ပြတင်းပေါက်ပေါင်းကိုမိကတစ်ပင်ရိတ်တွေကြောင့်မောင်သည့်နေရာကမှောင် လာရောင်ပျောက်ကြားကြသည့်နေရာကကြာနေသည့်ခြံဝိုင်းလေးကိုတိတ်ဆိတ်စွာငင်းမောကြည့်ရင်းစိတ်ကရေပြာအိမ်သို့ရောက်သွားပြန်သည်ရေပြာအိမ်သို့စိတ်ကရောက်သွားသည်ဆိုလျှင်မောင်စိမ်းမောင်အိမ်ပုံတံကိုဖြတ်ခနဲမြင်လိုက်မိတော်သည်ရေပြာအိမ်ကိုနောက်ဆုံးခွဲခွာလာစဉ်ကမိုးလုံးပိုင်းတစ်ခွာပန်းတွေကိုတပွေတပိုက်ကြီးလက်ဆောင်ပေးလိုက်တော့မောင်စိမ်းမောင်ဤဆီယမနှစ်သက်တဲ့မိုးလုံးပိုင်းဆိုတဲ့တစ်ခွာပန်းနံမြီကိုကျွန်တော်ဘဝမိုးကောင်းငယ်တစ်ခုလုံးဟာလဲဆီယမကိုလက်လို့ဆုံးရှုံးရတာကြောင့် တဘွားတာဖို့ကြည်လင်မှုကင်းပြီးမှိုင်းမှိုင်းဝေဝေဖြစ်ရတော့မှာပါ။သွားပင်ဦးသောဆရာမကြည်ခွဲသောခွဲခွာခြင်းမှာပဲဟူသောမောင်စိမောင်ဤကြည်ခွဲလှိုင်းလဲသောတန်နှင့်လေလံကြောင်ပြီးတွင်ရက်ငီးကကြောက်ရွံ့တရုပ်လို မခင်ရွှေစည်းသွားသောလှဲကို ပူဆွေးလွမ်းဆွစွာမျောငေးကြည့်နေသောမောင်စိမောင်ဤတရံသည်မျက်လုံးထဲမှာရောနားထဲမှာပါမြင်အောင်ကြားအောင်လာခဲ့ပြန်တော်သည်။မခင်ရွှေသည်တက်ပြင်းကို လေးလေးကြီးချလိုက်သည်။ ဘလို့မှမဖြစ်နိုင်တဲ့ဇလန်းကိုဘားကြောင့်ငါသတိရနေပါတည်း။မခင်ရွှေသည်စိတ်ကိုဖြဖြောက်ကအိယာထဲသို့ပြန်ဝင်တော့မည်ဟုပြတင်းတကားရွက်ကိုပိတ်ရန်ဟန်ပြင်လိုက်သောလက်သည်ပြတင်းတကားရွက်ကိုမပိတ်နိုင်တော့ဘဲသူမျက်စိရှိမှပေါ်လာသည့်တံတန်းကိုစူးစမ်းသောမျက်လုံးဖြင့်ကြည့်နေမိသည်။မခင်ရွှေမြင်လိုက်သည့်တံတန်းကခြံဝိုင်းထဲသို့ကြောင်နှကောင်လိုတိတ်ဆိတ်ညင်သာစွာဝင်လာသောယောက်ျားပြူတယောက်၏တံတန်းဖြစ်သည်။မခင်ရွှေကကြည်နေစဉ်မှာတခုသော ချန်ကြီးွယ်မှအင်ရှင်ဘိုးဘွားတို့ဤမြေမာလေးကရောက်လာသောယောက်ျားမျိုးကိုစီကြိုလိုက်သည်ကိုမြင်လိုက်ရသည်မခင်ရွှေသည်သူတစ်ပါးဤလျှဝဲချက်ကိုချောင်းကြီးသည်မှမသိနေရောကြောင့်ကိုစဉ်းစားမိတော့လဲမြေမာလေးငိုရှိုက်တန်တဲ့တဲ့ကိုအမှန်တင်ကြလိုက်ရသောအခါအံ့အားတင်သွားသည် ကြည်မြဲတိုင်းကြည်နေမိသည်ချင်းမြန်နူးသောသမီးစားတို့တိတိစိတ်ချင်းကျဲတွေ့ဆုံကြနေကြည်နူးပြောရွှင်တဲ့မာလေးရဲ့နှင့်အပေเจ้าမြေမာလေးသည် ဝမ်းမသားနိုင်မကြည်နူးနိုင်ပဲငိုကြွေးရပါသနည်းစိတ်မချမ်းသာစရာအကြောင်းတစ်ခုရှိနေလေပြီဟု မခင်ရွှေတွေးလိုက်သည်ရောက်လာသောယောက်ျားပြူဤတရန်သည်တောကပြဘာသာဖြစ်နေဟန်ဒူသောချစ်သူကိုတစုံတရာအားပေးနှစ်သိမ့်ချင်းကမစွမ်းနိုင်သည်အလားမြေမာလေးဤပခုံးတစ်ဖက်ကိုကိုင်းကဦးကောင်းငိုက်ဆိုင်ချနေသည်ကိုတွေ့ရသည်ညီရကျဲကတော့စိတ်ချမ်းသာစရာ မရှိဘူးလေဒါပေမဲ့ သူတို့ချစ်သူနှောင်းတိတ်တဆိတ်ချင်းတွေးနေတာကိုငါကဘာကြောင့်ကြည်နေငင်းနေရမှာလဲမသိတော့ဘူးဟူသောတွေးဖြင့်ပြတင်းတကားရွက်ကိုအတန်မမီအောင်ဖြင်းချင်းစွာပိတ်လိုက်ပြီးအိယာပေါ်သို့လဲလျောင်းလိုက်သည်သို့သောမခင်ရွှေအိတ်မပြောနိုင်တော့ချေသူစိတ်အာယုံတွင်ရေပြာအိုင်နှင့်တောကပြာဘာသာဖြစ်နေရန်လူသောမြေမလေးတို့နှစ်ယောက်သာထွေးလုံးရစ်ပတ်ဖြစ်နေကလင်းအားကြီးချိန်ဤမှအိပ်ပျော်သွားတော်သည် နည်းနည်းလင်းသောအခါမြေမာလေးအမူအရာကိုမခင်ရွှေမတိမသားအခဲခံလိုက်သည်မိန်းကလေးသည်ခါတိုင်းကဲ့သို့ပင်အိမ်လုံးကိုစီကာစင်ကာလုံးနေတော်လဲမျက်နာကမူအတွင်သောကအဘူးကိုဖုံးထားသည့်အမူအရာမျိုးဖြစ်နေသည်ဟုမခင်ရွှေထင်မိသည်မခင်ရွှေကမတိဟန်မင်းဆောင်နေလိုက်သည်စိတ်ထဲတွင်မိန်းကလေးနှင့်ပြေတော်သူသည်လူကောင်းလားလူဆိုးလားအဖိုးကြီးနှင့်အဖွားကြီးကိုပြောရရင်တင့်မီလားစသည်ဖြင့်တွေ့ရင်ကြောင်းတို့လာခဲ့သည် မခင်ရွှေเจ้าကပြန်လာတော့ခါဧကန်းတွင်ခန်းချချုံမောသော လူမျိုးချအသွေးတော်တော်များများရောထားသည့်ရုပ်ဤပိုင်းရှင်အသက်30ကျော်လူတစ်ယောက်နှင့်ဖိုးကြီးဖွားကြီးတို့စကားပြောနေကြသည်ကို တွေ့ရသည်ဧသည်မျက်နှာထားကမာသည်အဖိုးကြီးနှင့်အဖွားကြီးမျက်နှာကညှိုးနေသည်မဆိုင်သောကိစ္စကိုဆက်စုရန်မတင်ကြောင်းစဉ်းစားမိသောမခင်ရွှေကဖိုးကြီးနှင့်အဖွားကြီးကိုတစ်ချက်မျှကြီးကသူခန်းရှိရာသို့လာခဲ့သည် ဝေစားလည်းပြီးချေပြိုးရေးလုံနေသောမြေမာလေးကိုကူညီရန်မိဘဆောင်တို့လာခဲ့သည်မြေမာလေးသည် မခင်ရွှေဝင်လာတာကိုမြင်သောအခါဖြိုင်ဖြိုင်စီကြနေသော မျက်ရည်တွေကိုကြပြကသည်တုတ်လိုက်၏သို့သောမခင်ရွှေကောင်းကောင်းမြင်လိုက်သည်ဘာဖြစ်လို့လဲညီမလေးမြေမာလေးကိုကျင်နာစွာဖက်ပြီးမခင်ရွှေမိသောအခါမှမြေမာလေးသည်ပူပြီးတော့ဝမ်းနေလာဟန်ဖြင့်မျက်ရည်တွေကျလာပြန်သည် ပြောပါညီမလေးရဲ့မမကူညီနိုင်တာဆိုရင်ကူညီပါမယ် ညာကတွေးခဲ့သည့်မြင်ကွင်းနှင့်ယခုအိမ်ရှိမှမြင်ကြရသည့်မြင်ကွင်းသည်ဆက်ဆံမှုရှိနေကြောင်းမခင်ရွှေကတွေးလိုက်မိသည်ထို့ကြောင့်လှိုင်းလဲသောစေတနာဖြင့်မေးလိုက်ခြင်းဖြစ်သည်မြေမာလေးကသူ့ဝဲနိုင်စွမ်းမရှိတော်သောစိတ်ဖြင့်တည်တည်တာတာငိုရှိုက်ကအိမ်ရှိဘက်ကိုမင်းငေါ်ပြပြီးကျမကိုအိမ်ရှိကမ်းမှာရှိတဲ့လူကယူမယ်တဲ့မမကျမမကြိုက်ဘူးသူ့ကိုမယူခြင်းဘူးဟုဒုံဒီဒီပြောကငိုလိုက်သည်ဘသူလဲညီမလေးဘာဖြစ်လို့လဲ မခင်ရွှေအိမ်ရှိဘက်ကိုတစ်ချက်လှမ်းကြည့်ပြီးမေးသည်အိမ်ရှိမှာဘူဘူတို့နဲ့စကားပြောနေတဲ့လူပေါ့အသက်ကလည်းကြီးသေးတယ်နောက်ပြီးသူတို့ထုံးစံတိုင်းလိုက်နေရမယ်တဲ့မမနောက်ပြီးဒီလူကလူပြိုလည်းမဟုတ်ဘူးပြောရင်းကိုငုံရင်းပြောနေတော့မြင်းမလေးကိုမခင်ရွှေကတည်တည်ချာချာမေးတော့ခါမှစက်ရည်လေလာတော့သည်အကိုကြီးနဲ့အဖွားကြီးတို့သည်အကိုကြီးဖြစ်သူဘာသာဘောကိုသတင်းနားထောင်လိုက်လာခဲ့ကြစဉ်ကတယောက်တည်းမွေးထားသော သမီးနှင့်သမက်ပါလိုက်လာခဲ့ကြသည် ဘာသာပေါ်တို့ကမြေပြန့်ချင်းအမျိုးသားများဖြစ်ကြသည်လျောက်သမီးနှင့်လက်ဆက်ထားသောသမဲ့ဖြစ်သူကလည်းချင်းမျိုးသားပင်ဖြစ်သည်ရွာမှာချမ်းသာသမျှကိုထူပွဲရောင်းချကာလိုက်လာခဲ့ကြရာမှဘာသာပေါ်တွင်အစသက်သွားသောဤမျိုးလေးမှာပင်ဤရင်လေးကိုစောက်ကအခြေဆိုင်နေထိုင်ခဲ့ကြသည်သမီးနှင့်သမဲ့ဆုံးမသွားသောအချိန်ကမြေယောက်ကြားလေးတယောက်ကျန်ရင်ခဲ့သည်သူမြောက်ကြလေးသည်ဤမျိုးမှနေထိုင်လောက်ကိုင်းစားတောင်းရင်းပင်ဆွေမျိုးမဲ့ဆင်းရဲသောမိန်းကလေးတစ်ယောက်နှင့်အကြောင်းပါကယခုမိန်းကလေးကိုမွေးခဲ့သည် မင်းကလေးဆယ်နှစ်အရွယ်မှာသတိမောင်းတဲ့နှစ်ယောက်လုံးကွယ်လွန်သွားကြသည်အမေတဝင်းဝင်းအကင်းတစ်ဖြိုက်ဖြိုက်ဆိုသည့်အတိုင်းအဖူကြီးနှင့်အပွားကြီးသာအသက်80နာနီအောင်အသက်ရှည်လာခဲ့ကြသည်သာသမီမြေးများက ကွယ်လွန်ကုန်ကြလိမ့်မည်အသက်အရွယ်ကြီးရင်လာသည့်အခါမလုံနိုင်မကိုင်းနိုင်ဖြစ်လာကြသည်ထိုအခါရှာဖွေစုဆောင်ထားသည့်များကို ထိုင်ကားစားတော့လာကြရမှလွန်ခဲ့သော3နှစ်လောက်ကစား၍ငွေကြေးကျပ်တဲ့လွန်ခြင်းအဖူကြီးနှင့်အပွားကြီးတို့ကျန်းမာရေးချွင်းလာခြင်းတို့ကြောင့်အိမ်လေးကို အိမ်ပြန်ငွေပြန်သဘောမျိုးဖြင့်ပေါင်းထားခဲ့ရသည်ထိုငွေမှာလဲစာရွေးကုန်သည်နှင့်ပူကြီးနှင့်အဖွားကြီးကိုဆေးကူတာရသည်နှင့်ပြောင်းစင်လောက်အောင်အချိန်တွေက ရောက်နေခိုက်မှာမခင်ရွှေကသမင်းလာကပေးစားရန်ရောက်လာသည့်အတွက်မသေးသမင်းမသေးဟင်းကိုအလင်းမီစားနိုင်လေးလိုက်ခြင်းဖြစ်သည်ငွေရှင်သည်သူ့ငွေကိုမြည်သည့်နင်းနင်းမြပြန်ဆန်းနိုင်သည့်အင်အားအခြေအနေမရှိကြောင်းကိုအစားကားပင်သိခဲ့ပြီးဖြစ်သည်။ဤသို့ ညှော်မြင်စရာအင်အားမရှိသောပူကြီးဖွာကြီးနှင့်မြေးမာလေးလူမမဲကိုမြေသူကမျှငွေကြေးမထုတ်ပေးခြင်းမချေငှားခြင်းဤကိုရေရှည်စီမံကိန်းအညှော်မြင်ကြီးလာသောလူမျိုးသားငွေရှင်ကရဲရဲရော်ရော်ထုတ်ပေးခဲ့သည်ယခုသူငွေကို စကားပြောရန်အချိန်တန်လာသောအခါငွေကိုပြန်နှောင်းသည်မဆက်နိုင်လင်းအပြိုးစင်နူးနူးထွထွမြေးမာလေးကိုသူနှင့်လက်ထပ်ခွင့်ပေးရမည်ဟုဆိုသည်လက်ထက်ဒီမှာလဲသူတို့ထုံးစံသူတို့သဘောတိုင်းတက်ဝင်လိုက်တာလက်ထက်ရမည်ဖြစ်သည် ထုံငွေကိုပိုကြီးနဲ့အဖွားကြီးကပြန်ပစပ်ပဲနေမိဆိုရင်ငွေရှင်သည်ဥပဒေသဘောဖြင့်အရေးယူနိုင်ခြင်းမရှိချေသို့တော်ငွေရှင်သည်အတိုင်ဝန်းကောင်းသည်အရေးရှိကအုံချရန်လူမိုက်ကိုကျေနပ်အောင်ပေးကြွေးပြီးမွေထားသည်ဆွေအားမျိုးအားတောင်းသည်ထို့ကြောင့်တော်ယုံလူကငွေရှင်ကိုအံမတူဝင်ချေငွေပြန်မဆက်နိုင်မဲနေနေမိန်းကလေးကိုသူ့လက်ထဲမထည့်လင်ဆွေမျိုးအားကိုမဲဖြစ်သောတဲ့ကြီးရွယ်ကိုပူပွားနှင့်မြင်မာလေးလူအားငွေရှင်ပေးမိအန်ရည်ကလည်းမသေးငယ်ပင် မခင်ရွှေတို့စကားပြောနေစဉ်အိမ်ရှိခန်းတွင်ဖိုးကြီးဖွားကြီးနှင့်စကားပြောနေသောငွေရှင်၏ခြေတံမြင်းမြင်းနှင်းပြီးအိမ်မော်ကဆင်းသွားတံကိုကြားလိုက်ရသည်ကလေးမလေးကငွေရင်းရှိုင်းရင်းပြပြသည်ကိုမခင်ရွှေစိတ်ချမ်းသာစွာဖြင့်နားထောင်နေရသည်ကလေးမလေးကဆက်ပြော၏လက်ထပ်ပြီးရင်ပူပူနဲ့ဖွားဖွားကိုဒီအိမ်မှာပဲနေမြဲတိုင်းနေစေမယ်တဲ့ဈေးထောက်ပံ့မယ်တဲ့ဒါကြောင့်ပူပူနဲ့ဘွားဘွားလည်းအိုမင်းမဆွမ်းဖြစ်နေတော့ဘာမှမတတ်နိုင်ဒီလူသဘောကိုလည်းမလိုက်ရောနိုင်ပဲစိတ်ဆင်းရဲနေရတယ်မမ မိန်းကလေးဒီစကားကိုဖြတ်လိုက်ပြီးစဉ်းစားနေဟန်ဖြင့်တွေးနေပြီးမှဆက်ပြောသည်ကျမမှာရည်စားရှိတယ်မမမခင်ရွှေမန်းအော်တော်ပဲညီမလေးချစ်သူကိုဒီအကြောင်းမပြောပြဘူးလားမခင်ရွှေမေးလိုက်သည်သို့တော်ညာကမြင်ကွင်းကြောင့်မိန်းကလေးချစ်သူသည်ထိုကိစ္စကိုမြည်သူများမစွမ်းဆောင်နိုင်ကြောင်းစဉ်းစားမိပြီးဖြစ်သည်မိန်းကလေးကဝမ်းနည်းစွာဥကောင်းခါလိုက်သည်သူကလည်းချမ်းချမ်းသာသာကြီးကမဟုတ်ဘူးမမရဲ့ကျမတို့လိုဆင်းရဲတာပဲ ဆင်းရဲတဲ့မြေသူမှာအဖေမရှိဘူးမိခင်ကြီးကလေငန်းဖန်ထားလို့အိမ်ရာထဲမှာမထနိုင်ဘူးသူညီလေးနှစ်ယောက်နဲ့ညီမလေးနှစ်ယောက်လူငယ်လေးတွေကိုသူကလှုပ်ကြွေးနေရတယ်မခင်ရွှေတပြင်းချလိုက်မိသည်မိန်းကလေးနဲ့အတူမိဘဆောင်တို့ကိုလုံနေရတော့လဲမခင်ရွှေစိတ်မချမ်းသာတော့ချေမိန်းကလေး၏အပြေကင်းစင်မှုနဲ့တော့မျက်နှာလေးကိုကြည့်ကစိတ်ထဲကတွက်နေမိသည်အသက်ရွယ်ငယ်နေသည့်သည့်မိန်းကလေးမှာသာသမီတွေပွားများလာမည်ထိုသာသမီတွေသည်မြမတိုင်းရင်သားစိတ်မရှိတော့သည်သာမဟုတ် ဘိုးစင်မောင်ဆက်ယုံကြည်ကိုးကွယ်လာသည့်မွန်မြတ်သောဘာသာတရားကိုပါဖယ်ကျင်စွန့်ပြစ်မိလူတွေဖြစ်ကုန်ကြတော်မည်။ထို့မှဆင်ဆက်ပေါက်ပွားလာသည့်အမျိုးသည်မြမာတိုင်းရင်သားမဟုတ်တော့သောတိုင်းပြည်နေဖြင့်တွင်ရင်သားရင်တွေကိုယင်းနှင့်စပွဲဖြစ်မျိုးဖြင့်ဆုံးရှုံးခံကြရပေမည်။မခင်ရွှေသည်တွင်ရင်စိတ်ထဲမှာများစွာမကောင်းတော့ပဲဖြစ်လာသည်။ထို့ခါမြမာလေးဘဝကိုကယ်တင်လိုသည်။မြည်သည့်နည်းဖြင့်ကယ်တင်နိုင်မည်လေ။ငွေကြေးသာလျှင်ကယ်တင်နိုင်မည့်အချက်ဖြစ်နေသည်။ မခင်ရွှေသည် သူ့မှာရှိသည့်ငွေကိုပြန်လဲတွက်ကြည့်လိုက်သည်ညီပြိုင်မနေစဉ်ကစူထားမိသည့်ငွေယခုရာထူးတဲ့လာကတူးလာသည့်အတွက်စီစစ်စွာစားသုံးစုဆောင်းလာခဲ့သည့်ငွေအားလုံးကိုပေါက်လိုက်ရင်မခင်ရွှေလက်ထဲမှာငွေ3000ကျော်ကျော်လေးရှိနေသည်ဖိုးကြီးဖွားကြီးတို့ကပေးဆပ်ရမည့်ငွေသည်မြင်းများများပြားနေသည့်ကိုမသိရသေးချေသူ့လက်ထဲမှာရှိနေသည့်ငွေထက်အဆမတန်များနေမည်ဆိုရင်လည်းသူမကူညီနိုင် နောက်တစ်ချက်မခင်ရွှေစဉ်းစားမိသည်မှာသူ့ကိုရေးကိုတာအတွက်ဖြစ်သည်။သူတပင်တပန်းစူဆောင်းလာသည့်သူစစ်စီစွာချိုးချယ်စွာအစားဆုံးစူဆောင်းလာသည့်ငွေထုံငွေကိုသူ့လက်ထဲမှာခြေဆောင်နဲ့စောက်ပင်မချမ်းပဲအိတ်သွုံဖားမောက်ဆွနှွန်လိုက်ပြီးဆိုရင်သူ့အဖို့မတွေးသေးမမျှော်လင့်သောဘေးဒုက္ခမျိုးရှောင်းနေခင်ပေါ်ပေါက်လာခဲ့သောငွေကြီးလက်မဲ့ဖြစ်ရသောသူ့အဖို့မိသူကိုအားကိုးရမည်နီလူလူဖက်သားကိုကူညီပေးသည်ကလွယ်သည်လူလူဖက်သားမှအကူအညီပြန်ရရန်အရေးသည်ခက်ခဲလာသည် မခင်ရွှေချင်းချင်းစဉ်စားတွေးတော့နေရင်ပင်ရဲတပ်တပတ်ခမ်းများကြာတော့ချိန်ဒီကုံလုံးသွားခဲ့သည်ထိုချိန်တွင်မှကလေးမလေးကိုမင်းမြန်ချင်းဖြင့်ကျွေးငွေသည့်အရင်တို့ပေါင်း3000ပြည့်ချောင်းတိခဲ့ရသည်ထိုကုံလုံးသွားခဲ့သောရဲတပ်တပတ်အချိန်တွင်မှစိတ်ထောင်းကူကြီးဖြစ်ကြရှာသောအဖိုးကြီးနှင့်အဖွားကြီးတို့၏ကြံမာရေးသည်တည်တည်တာတာထိခိုက်လာကြတော့သည်စင်ရဲ့ချုံငယ်သောကြောင့်အားဖြစ်စေသည့်အဟာရကို စိတ်တိုင်းကြဝဝလင်းလင်းမစားမတောက်ခင်းရခြင်းအသက်အရွယ်အိုမင်းခြင်း ကျမ်းမာရေးချိုးတဲ့သည့်အရင်ခံကရှိနေခြင်းတို့ကြောင့်ဖူးကြီးနှင့်ဖွားကြီးတို့သည်ဟောင်းလွှမ်းသောအိယာလေးကိုတရားတစ်ခုစီဖြင့်လဲလျောင်းနေကြလိမ့်မည်။ဤသည်ကိုအာနာယကောင်းမှန်းမသိငဲ့ညာယကောင်းမှန်းမသိသောငွေရှင်သည်တစ်နေ့တစ်ခေါက်လာက သူဆန္ဒအတိုင်းဖြည့်ဆွမ်းရန်ကိုသာအပြင်းအထန်အရေးဆိုနေတော်သည်။ငွေရှင်နာတိုင်းမိန်းကလေးကလည်းအမျိုးနှင့်ပါတာကိုအပြစ်မခံအသက်သာအသေးခံတော်မည်ဟူသောစကားကိုသာခိုင်မာစွာပြောနေသည်။မခင်ရွှေသည်အဖိုးကြီးနှင့်အဖွားကြီးတို့အတွက် ဆိုင်တို့ပကန်းလေးကိုယူကားအကိုကြီးဖွားကြီးနားသို့လာခဲ့သည်မဆိုင်သည့်ကိန်းစားကိုဆက်စုသည်ဟုမထင်ရန်ကျူတင်နောက်မှန်ပြီးမခင်ရွှေမြင်မာလေးထံမှကြားသိခဲ့ရသည့်များကိုပြန်လည်ပြောပြကားအကိုကြီးနှင့်အဖွားကြီးမိတို့စီစဉ်လို့ဒီကိုမေးလိုက်သည်ထိုအခါအကိုကြီးနှင့်အဖွားကြီးကအမျိုးဒီတဘောဒီဖြစ်သောစကားကိုပြောကြသည်ဆီယမကိုမင်းကလေးပြောပြတာဟုတ်ပါတယ်အကူရမယ်ဖြစ်လုံးလုံးဒီလူစီကငွေကိုယူလိုက်မိတာပါပဲဆီယမ အခုပြန်မဆက်နိုင်ဘူးမင်းကလေးကိုသူလက်သူလက်အပ်ပါလို့ပြောတယ်မအပ်ဘူးဆီယာမအသေးခံမယ်တို့သေးတော့ဒီအိမ်ကိုသူအကျွေးရှိတဲ့အတိုင်းယူလို့ကယူမယူလို့နေဆီယာမတခုကူညီပါလို့တောင်းမှန်ချင်တာကဘူကြီးနဲ့ဖွာကြီးဒီအမောပြေအောင်နားနေလိုက်ပြီးမှအန်ကျိခါပြတ်သားသွားစကားကိုပြောလိုက်သည်တို့ဟာတို့မျိုးကိုတို့သိတ်သစ္စာစောင့်တည်ရဲ့တို့မျိုးပြည့်စည်မဲ့အလုပ်ကိုဘယ်တော့မှတိုးမလုပ်ဘူးမိန်းကလေးကိုဒင်းလဲအပ်လိုက်ရင်တို့အမျိုးသားသွေးပြက်ပြီပေါ့ ငါတို့မျိုးကိုတည်တည်တိုင်အောင်ငါတို့စောင့်ရှောက်မယ်။မင်းကလေးနေနဲ့တိုင်းရင်သားချင်းချင်းဘလို့လူမျိုးကိုပဲလက်ဆက်ပါစေတို့အကြည့်ပြုတယ်။တိုင်းရင်သားမစစ်တဲ့လူမျိုးသားကိုတော့အသက်ဒီခံရှောင်ခြင်းပြီးအမျိုးကိုတစ္ဆာစောင့်မယ်။ဒါကြောင့်တို့တွေတည်ခဲ့ရင်မင်းကလေးကိုတို့မျိုးတွေရှိရာကိုရောက်အောင်ပြန်ပို့ပေးပါလို့အကူအညီတောင်းပါတယ်ဆရာမ။ဖူးကြီးနဲ့ဖွားကြီးစကားကိုကြားရတော့မခင်ရွှေသည်ကြက်သီးမှွင်းင်းထားလိုက်မိသည်ချင်းမျိုးသားမျိုးသမီးကချင်းမျိုးသားမျိုးသမီးတို့သည် သူတို့လူမျိုးပေါ်မှာတစ္ဆာဆောင်တည်မှုသူတို့မျိုးကိုချစ်မှုသူတို့မျိုးကိုမပြည့်စုံစေရန်ထိမ့်သိမ်းကာဝယ်ဆောင်ရှောက်မှုသည်အထူးပင်ချီးကျူးစရာဂုဏ်ယူစရာကောင်းလာသည်ချင်းကချင်းမျိုးသားတို့ကသူတို့အမျိုးသူအမျိုးသမီးတွေပေါ်မှာပဲတစ္ဆာခိုင်လုံစွာထားပြီးငဲ့ညာကျင်နာစွာကာဝယ်ဆောင်ရှောက်သည့်ဤသူချင်းကချင်းအမျိုးသမီးတွေကလည်းအမျိုးပြည့်စုံမှုအလုံးမျိုးကိုတည်ကြည်စွာထားပြီးဆောင်ရှောက်ကြသည်မြမအတိုင်းသားတွေထဲမှာပါဝင်သောချင်းကချင်းတို့၏တစ္ဆာရှိပုံ ကိုလူမျိုးကိုမြန်နိုးကာကွယ်ကြပုံကိုတွေးကဖူးကြီးနဲ့အဖွားကြီးကိုစိတ်စိတ်ကြည့်လိုက်သည်ကြည်ရင်မေမခင်ရွှေသည်ဖူးကြီးနဲ့အဖွားကြီးကိုကြည်ညိုလာသည်တို့မြန်မာနိုင်ငံသားမှာပါတဲ့ချင်းမျိုးသားအမျိုးသမီးဖြစ်တဲ့ဒီဖူးကြီးနဲ့အဖွားကြီးရောမြန်မာလေးရောကိုလူမျိုးကိုမြန်နိုးလုံးလုံးပစ္စည်းမှာစိုးလုံးလုံးပစ္စည်းဥစ္စာကိုမကြည့်ပဲကြံ့ကြံ့နှင်ခံနိုင်သေးတာပဲငါကဘာကြောင့်မကူညီနိုင်ရမှာလဲဒီကိစ္စမျိုးကိုကူညီလိုက်ရင်ဖူးကြီးနဲ့အဖွားကြီးကိုရောမင်းကလေးကိုရော ကယ်တင်ရလဲရောက်မယ်ဒူတိုင်းရင်သူမိန်းကလေးကပေါက်ပွားလာမဲ့ဒူသွေးသားရင်ချာတွေကိုအမျိုးမပြတ်အောင်စောင့်ရှောက်ရလဲရောက်မယ်လူမျိုးနဲ့ဘာသာကို ပြည့်စည်အောင်ကာကွယ်ရတဲ့ငါ့အဖို့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့ဒုက္ခတွေကိုကူညီရတဲ့ငါ့အဖို့ကုသိုလ်လဲရပါတယ်ကြီးကျယ်တဲ့အလူရနာကြီးကိုငါမလုံးနိုင်တော့လဲဒီအလူလောက်ကိုတော့ကြည်လင်နဲ့စိတ်စိတ်စေရနာထားပြီးလှူလိုက်ပါတော့မယ်ကိုယ်လူမျိုးကိုဘာသာကိုကာကွယ်ရတဲ့အလှူဖြစ်လို့မုံမြတ်သောအလှူပါပဲ။ မခင်ရွှေသည်လေးလေးနက်နက်တွေးကစိတ်ကို ခိုင်းမာစွာဆုံးဖြတ်လိုက်သည်။ကဲပူပူနဲ့ဖွားဖွားဒီလူကိုပေးစရာရှိတဲ့ကြွေးကိုကျမဆက်လိုက်ပါမယ်။ပူပူနဲ့ဖွားဖွားရောညီမလေးရောစိတ်ချမ်းသာကြပါတော့နော်။ပူကြီးနဲ့ဖွားကြီးဒီ၎င်းအဖွားကြီးခြေကိုဆုံနေပြီးနေတော့မြင့်မလေးဒီ၎င်းသူတို့နားကိုဝင်မယုံနိုင်အောင်ဖြစ်နေကြတော့သည်အဖိုးကြီးနဲ့အဖွားကြီးသည်အသက်ပြင်းပြင်းရှူလိုက်သည်ဆီယမ်မဘာပြောလိုက်ပါသလဲဖိုးကြီးကတုံရင်တော့လေတန်းဖြစ်မိသည် ခွာကြီးကခေါင်းပေါ်မှာခွေရင်နေသောဥကောင်းဒီပင်ကြွတရောင်ရောင်ဖြစ်သွားသည်ဖိုးဖိုးနဲ့ဖွားဖွားပေးဆက်စရာရှိတဲ့ငွေသုံးလောင်းကိုကျမဆက်ပေးပါမယ်လို့ပြောတာပါမခင်ရွှေကကြည်လင်သောတန်ဖြင့်ပြောလိုက်သည်တကယ်တော့ဆ iam မတကယ်ပြောတာလားအဟုတ်ပြောနေတာလားဆ iam မရဲ့မမအဟုတ်ဆက်ပေးမလားအဖိုးဖွားနဲ့မြမလေးတို့ဒီတယောက်တစ်ခုမေးလိုက်ကြသည်တကယ်ပြောတာပါဘိုးဘိုးတို့စိတ်ထားကိုကြည်ညိုလို့ပါဒီငွေကိုကျမ ကျမကိုပြန်ဆက်ရမယ်ဆိုတဲ့အစွဲကြီးထားပြီးစိတ်အနှောက်ရှက်မဖြစ်ကြပါနဲ့ကျမအလှလုံးတဲ့သဘောပါ။သုံးယောက်လုံးစိတ်အေးရစေရန်မခင်ရွှေကပြည့်ပြည့်စုံစုံပြောလိုက်သည်။မြေအဖိုးဘွားသုံးယောက်တို့ဝမ်းမြောက်လိုက်ပုံမှာပြောစရာမလိုတော့ချေ။မိန်းကလေးကပူပြီးဝမ်းသာသည်။သူချစ်သောရီးစားသည်ရီးစားတဲ့ကိုလုံလုံကျွတ်ကျွတ်လက်ထပ်နိုင်ပြီ။ငွေရှင်အကျွေးကိုမပေးဆက်နိုင်ပဲချစ်သူနဲ့လက်ထပ်လိုက်ရင်ငွေရှင်ကရုံမှာကောက်ချစ် တောနီကိုသုံးကဒုက္ခပင်မိကိုတွင်းမိသောကြောင့်ချစ်သူကိုလက်မထဝန်းဖြစ်နေသောမိန်းကလေးသည်သူ့အသက်ကိုတတ်တည်ရန်ပင်စိတ်ကူးမိပြီးဖြစ်သည်အကျွေးသုံးတော်ကိုဆက်လိုက်ပြီးပူသောငွေလေးဖြင့်မခင်ရွှေကအကုန်ကြခံကမိန်းကလေးကိုသူချစ်သောရီးစားနှင့်မြန်မြန်လက်ထပ်ပေးလိုက်သည်အဖိုးကြီးနှင့်အဖွားကြီးကိုအကြောင်းဆုံးပြောပြကာငွေရှင်ရန်မလုံခြုံမှုဖြစ်သွားစေရန်စီမံလိုက်ခြင်းဖြစ်သည်မခင်ရွှေတို့ကုသူကောင်းလိုက်ပုံမှာထူကိစ္စကိုအစာဆုံးကူညီပေးလိုက်သည့်အတွက်ဝေရှင်သည်ငါအစာကို ။ဤယုံဟန်သည်ဟူသောစကားတိုင်းအဖိုးကြီးဘွားကြီးနှင့်မြမလေးကိုရောမြမလေးနှင့်လက်ထပ်လိုက်သော လူငယ်ကိုရောအေးမထားဘဲမခင်ရွှေကိုတဲတဲမဲမဲအမုန်းပွားလေသည်။တရက်တွေအားမှရောက်လာသည့်တကောင်ကျွတ်ဆီယမက လူဘာဝါလိုက်သည်ဟူသောယူဆချက်ကြောင့်မခင်ရွှေကိုမျက်နေခဲ့သည်။ထို့သောမျက်နေသည်ကိုလည်းမခင်ရွှေကတည်သည်။ဝေရှိသည်မခင်ရွှေကိုလက်စားချီလိုသည်မှာလက်ရနေတော်လဲမခင်ရွှေ၏တင် जा ပြသမှုနှင့်မခင်ရွှေ၏စိတ်နေသဘောထားကိုကြည်ညိုနေကြသော တပည့်တွေနဲ့တပည့်တွေဤမိဘဆွေမျိုးများကိုယွနန်းသလောင်းယွနေရသောကြောင့်အကျန်းဖက်လက်စားချေခြင်းကိုတည်တည်တသာမလုံးဝမဲဥပဒေလို့လူလိမ္မာပညာရှိနှင်းစဲနည်းမျိုးကိုရှာနေသည်ထို့ကြောင့်ပင်မခင်ရွှေသည်အထူးသတိထားနေရသည်မြင်မာလေးနေရာကြဖြစ်သွားပြီးမကြာမီမှာပင်အဖိုးကြီးနှင့်ဖွားကြီးတို့သည်တယောက်နှင့်တယောက်ကွာခြားလာသည်မဟုတ်ဘဲအမဲကြွေးကြွေးသွားကြသည်ထို့ကြောင့်အိမ်မှာစီစီကားကားလုံလုံချုံချုံရှိစေရန် မြန်မာလေးဤခင်မွန်းတဲ့ဘက်မှမိသားစုကိုပြောင်းရွှေ့နေထိုင်စေရန်မခင်ရွှေစီစဉ်သည့်အတိုင်းမြန်မာလေးကလိုက်နာသည်ဖိုးကြီးဖွားကြီးကွယ်လွန်ပြီးရဲအနေငယ်မှပင်ရေပြာအိုင်နှင့်ရေဆဲဆုံဖို့ကြုံကြိုက်လာပြန်တော့သည်ရေပြာအိုင်ရွာသည်အလဲတန်းကျောင်းထီတိုးချဲ့ပွင့်နေတော်မူဖြစ်ရာရေပြာအိုင်ရွာတွင်ပညာရေးနှင့်ပတ်သက်၍၎င်းရဲရွာရေးနှင့်ပတ်သက်၍၎င်းမွန်မြတ်သောစေတနာကိုထားသွားသည့်ဆီယမမခင်ရွှေကိုရေပြာအိုင်ရွာမှဖွင့်လင်းပြီးအလဲတန်းကျောင်းမှာ ကျောင်းဆရာမအဖြစ်ခံထားသည့်အမိန့်စာရောက်လာသည်။မခင်ရွှေသည်မတွေးထင်မီရွယ်ပဲဖြစ်ရသောကိစ္စအတွက်သူကံကြမ္မာကိုအံ့ဩမိသည်။ငါနဲ့ရေပြိုင်နဲ့ရေဆက်ကိုမကုံနိုင်ပါလား။ရေပြိုင်ကငါထွက်လာတာအခုဆိုရင်သုံးနှစ်ပြည့်တော့မယ်။ဒီလောက်ကြာနေမှတော့ကိုစိမ့်မောင်နဲ့ဂျင်ဂျင်တို့လက်ထပ်ပြေးကြရောမယ်။ရေပြိုင်ကိုငါပြန်ရောက်တဲ့ကိစ္စနဲ့ပတ်သက်လို့တော့ဘာပြဿနာမှပေါ်မယ်မဟုတ်ပါဘူး။ငါပြန်ဂျင်တို့ပြန်လာမှမဟုတ်တာ။အစိုးရတာဝန်နဲ့ထားရနေစီရသွားရတာပဲ။ ငါအဖို့ကံကောင်းသွားတယ်ပုံငွေရှင်ကြောင့်စိတ်အနှောက်ရှက်ဖြစ်နေရတာအခုတော့စိတ်အေးချမ်းသာသွားရတာပေါ့လေဒါလဲငါထားခဲ့တဲ့စေတနာငါကို အကျိုးပေးလိုက်တာပဲထင်တယ်မခင်ရွှေသည်သူပြောင်းရွှေရမိကိစ္စကိုတွေးနေရမှဆိုးဝါးသောဒုက္ခကို ခံစားကာတေဆုံးသွားရှာသောမိစမ်းမြိုင်လေးကိုတရိယလွမ်းဆုံမိသည်ညီမလေးရေမမရေပြိုင်ကိုပြန်သွားရမယ်ညီမလေးဆန္ဒရှိတဲ့အချိန်ညီမလေးရဲ့အရင်ခြားဆုံးဖြစ်ခဲ့တဲ့ဆွေမျိုး ်ညီမလေးရဲ့အကိုကိုစိမ့်မောင်ကိုပြောခွင့်ကြုံလာတဲ့အခါညီမလေးအကြောင်းပြောလိုက်မယ်ညီမလေးရဲ့ဟုစိတ်မကောင်းစွာတန်တားပြောဆိုမိသည်မိစမ်းမြိုင်ကိုသတိရသလိုပင်သူ့ဘောမှာတမီးရင်မြင်းရင်တပွဲတန်ရောင်းစဉ်ဖြစ်ရှာသောဖွာရွှေအိမ်တို့အသားမိကိုပါသတိရခါပြန်လဲတွေးဆရမိအတွက်ဝန်တာစိတ်ပေါ်လာသည်ဖွားဖွားတို့တာမိကြမ်းကြမ်းမမမှရှိပါရဲ့လားသူတို့တာမိ သူတို့သားမိချစ်တဲ့ဘူသားဘော်ရဲ့ဘဝဆက်ချောင်းကိုရောရေပြာအန်ရဲ့ရှေးဖြစ် ဟောင်းတွေကိုရောငါတိလာခဲ့တာဆိုရင်ဘလောက်များဝမ်းသာလိုက်ကြမလဲဟူမခင်ရွှေကတွေးမိပြန်သည်သူတို့ရေပြိုင်နှင့်မခေရွှေကင်းကွာလာခဲ့သည့်သုံးနှစ်များသောအချိန်ကာလအတွင်းရေပြိုင်ရွာသည်မြည်တို့ဖြစ်နေသည့်ကို မခေရွှေမသိရှာချေချို့မျောဤရောမန်းလွမ်းတာခရသောရေပြိုင်ကိုဒုတိယကြိမ်ပြန်ရောက်ရှိတော်မူတဲ့မခေရွှေ ဝန်သာမိဒီကတော့အမှန်ပင်ဖြစ်သည်အခန်းဆက်နှစ်မခင်ရွှေရေပြာရွာမှပြောင်းရွှေထွက်ခွာသွားသောအခါမခင်ရွှေ၏စိတ်စေတနာကိုခြေကြည်ညိုကြပြီးမခင်ရွှေနှင့်မောင်စိမောင်ကိုလက်ဆက်စီတို့ကြသောရွာသူရွာသားတွေနှင့်ဂျင်ဂျင်ဤဆွေမျိုးများမောင်စိမောင်ဤဆွေမျိုးများနှစ်ဦးပေါင်းတစ်ဖက်တို့ဒီပို့ပြီးတော့အစိမ်းကိုက်ဖဲဖြစ်လာကြသည်ကျင်ကျင်တို့စနေကြောင့်မခင်ရွှေမနေဝင်းတော့ပဲပြောင်းရွှေရန်ကြံစီကြိုးစားထွက်သွားခြင်းဖြစ်သည်ဟု ခိုင်မာသောထင်မြင်ချက်သည်မခင်ရွှေကိုချစ်သောရွာသူရွာသားတွေစိတ်မှခိုင်မြဲနေကြသည်။ဂျင်ဂျင်တို့ဘက်ကလည်းမခင်ရွှေကြောင့်သာမောင်စိမောင်ကဂျင်ဂျင်ကိုလက်ထပ်ရန်စိတ်ဝင်စားပဲဖြစ်ရသည်ဟုခိုင်မာစွာတွေးသည်။ဤတွေးတွေထင်မြင်ချက်တွေပူပြီးခိုင်မာစေသည့်ချက်ကမခင်ရွှေထွက်ခွာသွားပြီးသုံးနှစ်တိုင်သောအချိန်ကာလသို့ကြာလာသည့်တိုင်အောင်မောင်စိမောင်သည်နှစ်ဘက်သောဆွေမျိုးတွေကိုကျဉ်းနှံ့မှုလည်းဖြစ်အောင်နှုတ်ကလေးစကားမျိုးလည်းမလွန်အောင် အစွန်အစလွတ်တော်စကားမျိုးကိုလိမ္မာပါနတ်စွာ အကြောင်းပြပြောခါကျင်ကျင်းနှင့်လက်ထံကိစ္စကိုဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်ဤသုံးနှစ်သောအချိန်ကာလအတွင်းမှာမောင်စိမ်းမောင်သည်သူအသက်သမျှမြန်နိုးတန်ဖိုးထားချစ်သည့်မခင်ရွှေကစတင်ပြူထောင်ခဲ့သောရွာစည်းကူကန်းကိုပြည်စုံသည့်ထိပ်ပြည်စုံအောင်ကြိုးစားဖြစ်စီသည်မခင်ရွှေကျေးဇူးကြောင့်၆တွေ့သောကန္နာယအဖြစ်မှပြန်လဲစိမ့်လန်းစုပြေလာသောစမ်းမြိုင်ခြံကြီးမှ ထွက်သမျှငွေကြေးသည်ပီကန်ထောက်ပံ့ကျူးမွေးစရာမရှိသောမောင်စိမ်းမောင်ဖို့ သူချစ်သောမခင်ရွှေ၏စိတ်စေတနာကိုနီးယူကရေးပြအံ့ရွာဖွံ့ဖြိုးရေးအတွက်အသုံးပြုသည်မခင်ရွှေကိုနွမ်းဆိုသည့်စိတ်မှတက်တာရရအောင်ခြံလုပ်ကိုကြိုးစားသောမောင်စိမ့်မောင်ဖို့မြို့ကိုခြံထွက်ပစ္စည်းများတင်ပို့နိုင်ရန်တပည့်၏တော်ချစ်တစဉ်ကိုလည်းကိုပိုင်ဝယ်ထားနိုင်ခဲ့ပြီးလွားနေမြို့ကိုကူတန်းသည့်လမ်းကိုလည်းသူ့မော်တော်ကားသာမဟုတ်နွားလဲတွေသွားလာရမှတက်တာမှုရအောင်လမ်းကိုမပြတ်ပြုပြင်ပေးသည် ထို့ကြောင့်တခါတရံမျိုးမလူတွေပင်ရေပြာရွာကိုအရောက်ပေါက်ရှိလာကြသည်ရွာရင်းနန်းတွေကိုလည်းမောင်စိမ်းမောင်သည်မိသူထံကားများအလှူခံခြင်းမပြုသူငွေဖြင့်သာပြုပြင်ရာမောင်စိမ်းမောင်၏စေတနာကိုအတိမတ်ပြုသောရွာသူရွာသားတွေကဝိုင်းဝန်းကူညီလုပ်ကိုင်ပေးခြင်းကြောင့်ရွာသည်တာယာလှပလာသည်ကျွန်တော်ဒီလိုကိုရွာကိုချင်းမြန်နိုးလာအောင်ကိုချံကိုမဆုံးရှုံးရအောင်ဆောင်ရွက်နိုင်တာကเจ้าဆရာမမခင်ရွှေရဲ့ကျေးဇူးပါ ဟူသောစကားကိုမောင်စိမောင်သည် စကားအလင်းသိသည့်ခါတိုင်းမခင်ရွှေကိုမြန်နူးစွာတန်တန်တတပြောတတ်သည်ယောက်ျားပြီးသား၍တံပြက်မွန်ဤသောရုပ်ရည်ခိပညာကိုအထိုက်လျောက်တင်ကြားလာခဲ့သည့်အရည်ချင်းငွေသည်နေသည့်ချမ်းပိုင်ရှင်ရွာကျိုးကိုပစ္စည်းဆိုင်အားဆိုင်ဆောင်ရွက်သည့်မွန်မြတ်သောစေတနာပြွာလုံးကလေးစားချစ်ခင်ခံရသူ ကိုပိုင်မော်တော်ကားကိုကိုတိုင်မောင်းကမြို့ကိုမကြာခဏသွားနေခြင်းဖြင့်ဘူသူဒအကြမြင်ပြေဆုံးခြင်းစသည့်အချက်တွေဖြင့် ။စုံမဲ့မြန်နိုးဖွယ်ကောင်းနေသော မောင်စိမ်းမောင်ကိုကျင်ကျင်ဤဆွဲဆွဲလန်းလန်းချစ်ချင်းရယူပိုင်ဆိုင်လိုခြင်းစာတိစိတ်သည် နေမြင့်လေအယူရင်လေဆိုသလိုဖြစ်နေသည်။စိတ်ထဲမှာမချင်မရဲ့ကျိတ်မနိုင်ခင်များဖြစ်နေသောကျင်ကျင်သည် သူကိုယ်သူအလှပါဆုံးချေမုံပြင်းစင်က မောင်စိမ်းမောင်စိမ်းညှို့လာအောင်ကြိုးစားသည်။စားကောင်းတောက်ပွဲကိုစီမံချက်ပြုတ်ကမောင်စိမ်းမောင်ကိုဖိတ်ကြားကြွေမွေးသည်။သို့သောမောင်စိမ်းမောင်ကမြင်သူတိုင်းချစ်ချင်စွဲချုံမောလှပသောကျင်ကျင်ကိုစိတ်မဝင်စား။ ရန်သူဝယ်ကောင်းသောအရေးရှင်ပြေဝသည့်အကြောင်းဆရာမလေးမခင်ရွှေကိုသာတန်တာရီယောဂါပြင်မစင်နိုင်အောင် အလွမ်းပွားနေတော်သည်နေမြင့်နေရူးရင်းလေးဖြစ်လာသောကျင်ကျင်သည့်ဤရေပြိုင်ရွာမှာ မောင်စိမ်းမောင်ဤကျူးစာဆောင်ရွက်ချက်ကြောင့်အလေတန်းကြောင်ဖြစ်ရတော်မူအကြောင်းဆရာမဖြစ်မခင်ရွှေပင်ပြန်လာရောက်လာတော်မူကြသောအခါနားထဲကိုကြိုက်ကြိုက်ဆူနေသောတန်ဤဘူးတွေလောင်းချလိုက်သလိုခံစားရသည်ဒင်းအကြံပဲဖြစ်မယ်ဒင်းဆောင်ရွက်ချက်ပဲဖြစ်မယ် ဒီရွာကိုပို့เสียဆရာမရှားတမို့လားဒီဆရာမကိုမှပြန်ပို့တာကိုစိမ့်မောင်ကြိုးစားချက်ပဲဖြစ်မှာပဲကလေးတွေပညာရေးကြောင့်အလဲတန်းကြောင့်ဖြစ်အောင်ကိုစိမ့်မောင်ဆောင်ရွက်ဒီမှာမှန်သည်သို့တော်ဆောင်ရွက်စဉ်ကဒီရွာလုံးပြီးကြသည်မောင်စိမ့်မောင်ဆောင်ရွက်ချက်ကိုအားလုံးကသဘောတူကြသည်ကျင်ကျင်သည်သူခင်မုန်းလောင်းဤဆောင်ရွက်ချက်ကိုဂုံပါယူခဲ့သည်သည်သို့တော်မခင်ရွှေနှင့်ရေပြိုင်သည်မကုံနိုင်အောင်ဤဆက်ဆုံးသည့်ရှေးကူသို့ဟုန်ကြောင်းထင်သည် ပညာရေးဌာနမှမူလလန်းစာမေးပွဲအောင်ကျယ်ကောင်းအောင်စေတနာထားခဲ့သောဆ iam မမခင်ရွှေကိုယုံစားခြင်းဖြင့်အလေတန်းအောင်ကျယ်ကောင်းစေဟူသောရည်ရွယ်ချက်ဖြင့်မခင်ရွှေကိုပင်ပြန်ပို့လိုက်ခြင်းဖြစ်သည်။ကျင်းကျင်းရင်တွင်မှနေမင်းဆယ်စုပူသည့်နှင့်ခံစားနေရသည့်နှင့်အမျှမောင်စိမ့်မောင်စိမ့်ထဲမှမူတည်တကူဆန္နာလိုအေးမြှချမ်းမြေလှသည်။မခင်ရွှေပြန်အောင်လာမည်ဆိုသောအခါတပည့်ဟောင်းတွေက မခင်ရွှေ၏စေတနာကိုကြည်ညိုခဲ့ကြသောယွာသူယွာသားတွေရောဝမ်းသာကြသည်။ ဤထဲမှာဖွားရွှေတို့သားမိကသူများထက်ပိုခဲ့နေသည်ဆ ्याम မရောက်လာရင်လေသူထွက်သွားစဉ်ကတူတဲ့သားရနေတဲ့ရွာရောစီကံရောလမ်းတွေကိုရောမြင်ရင်ဘလောက်များဝမ်းသာလိုက်မလဲနော်ဒါတွေအားလုံးကိုကျွန်တော်ဆောင်ရွက်မိတာကလည်းဆ ्याम မကြီးစုကြောင်းပါပဲဖွားဖွားဘူတော်စကားကိုမောင်စိမ်းမောင်သည်အချိန်ရတိုင်းဖွားရွှေတို့သားမိကိုသွားခါမမောနိုင်မပန်းနိုင်ပြောနေသည်သူနေပင်မခင်ရွှေရောက်လာသည် ။အရင်ကလိုပင်ဖွားရွှေရင်တို့သားမိထံမှပင်နေမြဲတိုင်းနေခဲ့သည်။အရင်ကလိုပင်ရွာကလေးတွေပညာရေးရက်ရွာအေးချမ်းတာယာဖွံ့ဖြိုးရေးစသည်တို့ကိုယခင်ထားခဲ့သည့်စေတနာတိုင်းဆောင်ရွက်မြဲတိုင်းဆောင်ရွက်နေသည်။သို့သောမခင်ရွှေသည်မောင်စိမ့်မောင်ကိုမူပြောစုဆက်ဆံရမှာယခင်ကထက်တည်ငြိမ်ရင်ကျက်သောမျက်နှာသာဒီတန်ဖြင့်ပြောစုဆက်ဆံသည်။မောင်စိမ့်မောင်ကိုလုံးဝမပြောဘဲနေ၍လည်းမဖြစ်။မောင်စိမ့်မောင်သည်ရွာဤရှိဆောင်ရှိရွက် လူကြီးများအနေနဲ့တယောက်ပါဝင်ဖြစ်နေသည်ကထိုစဉ်ကလေးကပင်မောင်စိမ်းမောင်နှင့်ဆီယမဆီယမကရေပြာရွာဖွံ့ဖြိုးရေးကိုတက်ညီတက်ညီဆောင်ရွက်ခဲ့ကြတာပဲအခုဆီယမပြန်ရောက်လာတာတိတ်အဆင်သင့်ပါတယ်ပြောရေးဆိုရေးကိစ္စဆောင်ရွက်စရာကိစ္စတွေကိုဆီယမနဲ့မောင်စိမ်းမောင်ပဲညှိနှိုင်းတိုင်ပင်ပြီးပြောဆိုဆောင်ရွက်ကြပါကျူတူကတော့ဆီယမားနဲ့မောင်စိမောင်စီတနာကိုတီးပြီးဖြစ်လို့ဘာမဆိုအားလုံးသဘောတူပြီးသားလို့ယုံပါ။ဟူသောစကားကို ။အညီသေးပြောကမောင်စိမ်းမောင်နဲ့မခင်ရွှေကိုပင်အာနာကုံလွှဲထားလိုက်ကြသဖြင့်မောင်စိမ်းမောင်နဲ့မခင်ရွှေမှာခေါ်နေပြောနေဆက်သွယ်နေရတော့သည်။သို့တော်ယခုဒီချိန်ပြန်တွေ့ရတွင် မခင်ရွှေကလည်းမောင်စိမ်းမောင်မြေသားကိုဖွင့်ရနိုင်ရန်အခြေအနေမဖြစ်အောင်အထူးသတိထားသလိုမောင်စိမ်းမောင်ကလည်းအကြောင်းအကျောင်းတွေကိုငဲ့ပြီးမခင်ရွှေကိုအထူးသတိထားထိန်ချုပ်သည်။မခင်ရွှေသည်အလေတန်းကျောင်းဆရာမကြီးဖြစ်နေပြီးသူလက်အောက်တွင်ဆရာဆရာမ6ယောက်ရှိနေသည်။သူအုပ်ချုပ်ရသော ကျောင်းသူကျောင်းသားတွေသည်ရခင်ကလိုငွေရည်သူလေးတွေမဟုတ်တော့ဘာနီချုံဆက်ကပါလာရောက်ပညာသင်ကြားနေသည့်ဆယ်ကျော်တဲ့အရွယ်အပြန်အသင်းစားအရွယ်တွေပါဝင်နေသည်ထို့ကြောင့်အကျောင်းဆရာမကြီးကစင်းလုံးချောဖြစ်အောင်နေထိုင်မှသာလျှင်လက်အောက်ကိုအုံချုံ၍ရမည်ဟုသောအချက်ကိုနေအောင်လုံးစဉ်းစားမိကြသည့်အတွက်မခင်ရွှေကလည်းပို၍တည်ငြိမ်ရင်းကျက်သည်မောင်စိမ်းမောင်ကလည်းအသက်သမ ्या ချစ်သူဘုံဒိတ်ခါနာမည်မညှိုးစေရန်အထူးတတိထားချုပ်ပြီးရှာသည် သို့တော်ကျင်ကျင်ကအကျိခဲကြီးကြီးသည်ထက်ကြီးလာသည် ထိုအကျိခဲကြီးကြီးလာတော့လဲမခင်ရွှေကိုနိုင်နှင်းစရာချက်ဟူ၍စံကြည်မြင်များပင်အပြစ်ရှာမလို့သောအခါခြုံပြီးရလေအညိုကြီးလေးဖြစ်နေတော့သည်ဟုတ်ကဲ့ပါရှင်အပိုင်း၉ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း၃၀မှာပြန်လည်ဆုံတွေ့ကြပါမယ်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်